မိဘပြည်သူညီကိုမောင်တော်များအားလုံးကိုယ်စိတ်တပြတ်ကျန်းမာချမ်းသာကြပါစေဗျာကျွန်တော်မြန်မာနေရှင်နယ်ပို့စ်ကနောင်တော်လေးပါဒီကနေ့၁၈ရက်၁၇လ၂၀၂၅ရက်နေ့ပေါ့ဗျာနော်အဲကျွန်တော်ဒီကနေ့မနက်ပိုင်းအစောမှာပဲဒီအေအကျန်းဖတ်အဖွဲ့ဝင်တူ PDF အကျန်းဖတ်အဖွဲ့ဝင်တူပေါ့ဗျာနော်ဒီဥပဒေပေါင်းတွင်ဝင်ရောက်လာပြီးတော့သူတို့ရဲ့ရင်ဖွင့်ပြောဆိုချက်ကလေးတွေကျွန်တော်စောစောစီးစီးပဲတင်ပေးထားပါတယ်ပေါ့ဗျာနော်ဒါလေးကိုပြန်ပြီးတော့ကောင်းလို့ပေါ်ပြတင်ပါတယ် ဆိုတော့မနေ့ကတုန်းကသတင်းထုတ်ပြန်ကြမှာဆိုရင်အေချမ်းဖတ်ဖွဲ့ဝင်တချို့ပီဒီအချမ်းဖတ်ဖွဲ့ဝင်တချို့ဥပဒေပေါင်းတွင်ဝင်ရောက်တယ်ဥပဒေပေါင်းတွင်ဝင်ရောက်လာတဲ့အခါမှာတဆန်ရနယ်မြေကတမတော်တာဝန်ရှိသူတွေဌာနဆိုင်ရာတာဝန်ရှိသူတွေကသူတို့ကိုအဆင်ပြေအောင်စာရေးတော်ရေးဝေစာမအစပေါ့ဗျာဒီလိုစီစဉ်ဆောင်ရွက်ပေးတယ်ပေါ့ကုညီပံ့ပိုးမှုတွေလည်းပေးတယ်ပေါ့အဲဒါကတော့နိုင်ငံတော်ကဒီနိုင်ငံသားတွေအပေါ်မှာထားရှိတဲ့စေတနာပေါ့ဗျာအကျံပတ်သမားတိုင်းဖြတ်ပြည်ဖြတ်လုပ်နေတဲ့ တိုင်ဖြတ်ပြည့်ဖြတ်လုံးနေလို့လေသူတို့ဘောမှာအညိုတိအာဃာတထားပြီးတော့ပြစ်ပေးရေးယူတာမျိုးမရှိဘူးပေါ့ဗျာသူတို့တွေအတ္တိဒုက္ခရောက်လာတယ်အတ္တိဒုက္ခရောက်လာမှုပေါ်မှာကုညီဆောင်ရွက်ပေးတယ်ဒီလိုသဘောမျိုးတွေ့ရတာပေါ့ဒီဥပဒေပေါင်းတွင်ရောက်မလာတဲ့အကြမ်းဖက်သမားလေးတွေကတော့ဒါတွေနားမလည်သေးဘူးပေါ့ဗျာနော်အဲ့ဒါနဲ့ဆက်ဆက်ပြီးတော့အဲ့ဒီမှာဥပဒေပေါင်းတွင်ဝင်ရောက်လာတဲ့ AA အကြမ်းဖက်အဖွဲ့ဝင်တအူးကသူတို့တွေ့ကြုံခဲ့ရတဲ့အခြေအနေလေးပေါ့ဗျာပြောပြထားတာက အေးအေးမှနေတဲ့အခါကျတော့အိမ်နဲ့လည်းအဆက်အသွယ်မရဘူးတဲ့ဖုန်းလည်းပြောမရဘူးတဲ့ပြီးတော့အစားအသောက်လည်းမကောင်းဘူးတဲ့မကောင်းတဲ့အခါကျတော့မနေချင်ဘူးတလားလာလို့လည်းမမြင်ရတနှစ်နေလို့လည်းမတွေ့ရတဲ့အခါစိတ်ပြက်လာတဲ့နေတာထိုင်တာစားတာတောက်တာတွေဘဝတွေကကျန်းတယ်တဲ့နော်ဘဝတွေကျန်းမှန်တည်သွားပြီပေါ့ဗျာတခါတလေကြာရင်ရှုံတွေဘွက်တွေမှလည်းအေးရတယ်တဲ့နောက်ပြီးချင်းတွေကြိုက်တယ်အဲ့ဒါနဲ့မနေချင်တော့နောက်ကိုပြန်ပြီးတော့ဆင်းတယ် စင်နာနဲ့သူတို့ကကျွန်တော်တို့ကိုဖမ်းတယ်ဖမ်းပြီးတော့ချုပ်ထားတယ်ချုပ်ထားတော့ကျွန်တော်တို့လည်းချုပ်ထဲမှာမနေချင်ဘူးတဲ့သူတို့လည်းအောက်ထဲမှာအေအေတွေထဲမှာမနေချင်ဘူးတဲ့မနေချင်တာနဲ့ကျွန်တော်ကဖောက်ပြီးတော့ပြေးလာတယ်သမင်းတွေလည်းအသူတွေတခါတလေကြာရင်စားလို့မရလို့ပြစ်လိုက်ရတယ်ငချောက်စုတကောင်နှကောင်သုံးကောင်ပေါ့ဗျာနော်ငချောက်လေးတွေအဲတကောင်နှကောင်ပဲစားရတယ် တခါတလေကြရင်ဘာမှမပါဘူးတဲ့စားဖြူပြီးတော့စားရတယ်တဲ့ကြာလာတော့စိတ်ပြက်လာတယ်တဲ့ဒီအဖွဲ့အစည်းထဲမှာမနေကျင်တော့ဘူးအဲ့ဒါနဲ့ကျွန်တော်အလင်းဝင်ဖို့ဆုံးဖြတ်လိုက်တာတဲ့နော်အေးအေးအချုပ်ထောင်ကနေဖောက်ပြီးပြေးလာတယ်အေးအေးချမ်းဖတ်အဖွဲ့ဝင်တူးနော်ဒီလိုနားလဲရမယ်ဘာစားရလဲဘယ်လိုစားရလဲဘယ်လိုနေရလဲအဲ့မှာဘဝတွေကျန်းသွားပြီသူတို့ကိုယ်တိုင်တိသွားပြီပေါ့ဗျာနော်အဲ့ဒီလိုအခြေအနေမျိုးတော့ရှိတယ်တိုးတော်လဲအချမ်းဖတ်အဖွဲ့ထဲမှာတချို့တချို့ လူငယ်တွေရုံထွက်ဖို့ရခက်ခဲနေတဲ့အခြေအနေမျိုးလည်းရှိသေးတယ်ပေါ့ဗျာနော်ဒါလေးတွေကတန်ဝေကပေါ့ဗျာတန်ဝေကယူစရာလေးတွေပေါ့နောက်ထပ် PDF အဖွဲ့ဝင်တူကတော့ AAU တော်တော်စိတ်နာသွားပုံပဲပေါ့ဗျာနော်ဘုံကျွန်ဘုံကျွန် PDF အကြံဖတ်အဖွဲ့ဝင်ဆိုတော့ PDF အကြံဖတ်အဖွဲ့တွေဒီ KNU လက်အောက်မှာလည်းတက်ရတယ် AA လက်အောက်မှာလည်းတက်ရတယ်ဟိုရှမ်းမြောက်က MNDA တို့ DNA တွေတို့လက်အောက်မှာလည်းတက်ရတယ်ကြရပြီမှာဆိုရင် KNDF လက်အောက်မှာတက်ရတယ်ဘုံကျွန်ပေါ့ဗျာနော် ဗမာဘုံကျွန်လေးတွေပေါ့အဲ့ဘုံကျွန်လေးတွေကဘယ်လိုအခြေအနေမျိုးထွက်ဆိုလဲဆိုတော့ကျွန်တော် PDF ထဲဝင်ရောက်တာကြတော့ကရင်ပြည်နယ်ကနေစပြီးတော့ဝင်သွားတယ်ကရင်ပြည်နယ်ကနေဝင်ပြီးတော့ကျွန်တော်စကိုင်းကိုသွားတယ်စစ်တိုက်တာကအစသူတို့ဘက်ကနေပြီးတော့လုံဆောင်ချက်တွေကလွဲတယ်တဲ့ကျွန်တော်တို့ကိုနိုင်ထက်စီနင်းလောက်တာတွေလည်းပါတယ်။နောက်အစအတော့ကအစလူဘွားဝါတယ်။အခုစစ်တိုက်တယ်ဆိုရင်လည်းကျွန်တော်တို့ PDF တွေက ထမစီမှာစစ်တိုက်ရတယ်เนาะအရှိကအသေးခံတိုက်ရတာအသေးခံစစ်သားဤပိမ့်ပတ်တ်များအဲအဲ့ဒီလိုမှတ်ရမှာပေါ့ဗျာเนาะအရှိကနေတိုက်ရတယ်ရင်းဆောင်မယ်ဆိုရင်လည်းကျွန်တော်တို့ PDF တွေကိုပဲဆောင်ခိုင်းတယ် AA ကြတော့မဆောင်ဘူးတဲ့သူတို့ကနောက်မှာပဲနေတယ်အကြောင်းရှိလို့ရှိရင်ကျွန်တော်တို့ကစက်ပေါက်ပြီးတော့ဒီမှာတန်ရာရလို့ဘာလို့လန့်ခေါ်လို့ရှိရင်လည်းမင်းတို့ဘာသာမင်းတို့ဆုတ်လာခဲ့ငါတို့တက်လာလို့မရဘူးအဲ့ဒီလိုပြောတယ်တဲ့เนาะလုံးဝအသေးခံပေါ့ဗျာเนาะ ဗတ်တက်ကိုပြန်ပြီးတော့ကူညီมาစောင့်ရှောက်มาမပေါဘူးပေါ့မှန်တယ်အောင်မေးလို့ကျွန်တော်တို့ဝင်ခဲ့မိတာတဲ့ဒါပေမဲ့မမှန်ဘူးတဲ့သူတို့ရဲ့လမ်းစဉ်ကမမှန်တာကျွန်တော်တို့ဆုံးဖြတ်တယ်ကျွန်တော်တို့ဒီ18ရောက်ပြေးတယ်ဒီမှာအလင်းလာဝင်ပြီးဆိုလို့ရှိရင်လဲမတို့2ရောက်တက်နှက်ပါမှာဖြစ်မယ်ကျန်တဲ့သူတွေကတော့အချုပ်ထဲမှာအချုပ်ဖောက်ပြေးကြတယ်အချုပ်ဖောက်ထွင်းပြီးတော့အားလုံးကိုခေါ်လာပါတယ်တဲ့ခေါ်လာတော့ဒီရောက်တော့ ဘယ်ရောက်လို့ရောက်နေမှန်းတော့မသိဘူးတဲ့မသိတော့ဘယ်သူ့ကိုမှလည်းမဆက်သွယ်ရဘူးအဲ့တော့ကျွန်တော်တို့အမှန်တိုင်းပြောရရင်ယူနီဖောင်းတွေဝတ်ထားတဲ့ဟာမျိုးကိုပဲဆက်သွယ်ရဲပါတယ်တဲ့အဲ့ဒီတော့အဲ့ဒါမျိုးတွေတွေ့မှပဲပြောမယ်ဆိုပြီးတော့ကျွန်တော်တို့ဒေါ်လာအတိုင်းပဲရှောက်လာတယ်ရှောက်လာတော့ကျွန်တော်တို့ကိုဆက်သွယ်ပြီးတော့ကျွန်တော်တို့မြန်အောင်ခလာရ51မှာအလင်းဝင်ခဲ့ပါတယ်တဲ့နော်ကျန်တဲ့သူကတော့သူတို့မယုံရဲတော့ဘူးနော်ဒီတက်မတော်သားကိုတွေ့မှပဲသူတို့ယုံယုံကြည်ကြည်နဲ့ပြောပြီးတော့အလင်းဝင်မယ်ဆိုတဲ့သဘောမျိုးဖြစ်သွားတယ်နော်အဲ့တော့ မူလကဒီတက်မတော်ဒါတက်မတော်အရာရှိမြင်တာနဲ့မိုင်လုံးထွားခဲ့တဲ့ကောင်လေးပေါ့ဗျာနော်နောက်ဆုံးကြတော့ယူနီဖောင်းမြင်မှပဲယုံရဲတော့တယ်ဆိုတဲ့အခြေအနေမျိုးဖြစ်သွားတယ်အဲဒီလိုတန်ဝေကယူစရာလေးတွေပေါ့ဗျာကျွန်တော်တို့ကမထင်ထားဘူးပေါ့နော်ကျွန်တော်တို့ကိုတွေ့တာနဲ့တတ်မယ်လို့ပဲထင်ထားတာတဲ့ဒါပေမဲ့ကျွန်တော်တို့ထင်တယ်လို့မဟုတ်ပါဘူးကျွန်တော်တို့ကိုနွေးနွေးထွေးထွေးနဲ့ပဲအားလုံးကကြိုဆိုကြပါတယ်စပြီးတော့ကျွန်တော်တို့ကိုလာခေါ်ကြတဲ့ကညီလေးမင်းတို့ဘာမှမဖြစ်ဘူးအေးစစ်စစ်နေ င်းတို့အစဉ်ပြေအောင်လုပ်ပေးမယ်အနည်းဆက်ဆုံးအကောင်းမွန်ဆုံးဖြစ်အောင်ဘုကိုကြီးတို့လုပ်ပေးမယ်လို့ပြောတယ်အားပေးစကားအားရှိစကားပဲကျွန်တော်တို့ကိုပြောပါတယ်ဒါတွေကိုတွေ့ရတော့ကျွန်တော်တို့အနေနဲ့ဝမ်းလဲဝမ်းသာရတယ်ဂုဏ်လဲဂုဏ်ယူရတယ်ကျွန်တော်တို့ထင်ထားတာနဲ့တလွဲဖြစ်နေတယ်ပြန်ဖို့ပေးတော့မယ်ဆိုတာတိလိုက်ရတယ်ကျွန်တော်တို့မိဘတွေကလည်းခေါ်လို့ရတယ်ကျွန်တော်တို့နှစ်နဲ့ချီပြီးတော့မမြင်ရမတွေ့ခဲ့ရတာအဆက်အသွယ်မရခဲ့တာဒါကြောင့်တမတော်ကြီးကိုလည်းကျွန်တော်တို့ကကျေးဇူးတင်ပါတယ်ကျွန်တော်တို့အမားကိုကျွန်တော်တို့တီးပြီးတော့ အလင်းဝင်လာတဲ့ဝင်လာတဲ့အချိန်မှာကျွန်တော်တို့မိဘတွေနဲ့ပေးတွေ့တဲ့အချိန်မှာဝမ်းလဲဝမ်းသာတယ်ဒီလိုဆက်သွယ်ပေးတဲ့တပ်မတော်ကိုရောဆရာကြီးအကုန်လုံးကိုရောကျွန်တော်တို့ကအထူးပဲကျေးဇူးတင်ကြောင်းပြောလိုပါတယ်တဲ့နော်တပ်မတော်ရဲ့သဘောထားမှန်ကိုသိသွားတာပေါ့ဗျာနော်အဲ့ဒီလိုအနေထားမျိုးလေးတွေတော့ရှိတယ်ဒါကဒီဘီဝရန်ဘီတွေရဲ့ brain wash လုပ်ခြင်းအောက်မှာနိုင်ငံရေးမှိုင်းတိုက်မှုတွေအောက်မှာမိုက်လုံးထွားခဲ့တဲ့ငမိုက်သားတွေနောက်ပိုင်းကျတော့သဘောထားအမြင်တွေက ဆန့်ကျင်ဘက်ဖြစ်လာတယ်။အေအေတန်ဖာပွဲတဲ့ကိုဝင်တယ်။ဟလာရှွန်းနုံဘွားအိုင်ထဲမှာအေးရတဲ့အထိအခြေအနေတွေဆိုးခဲ့တယ်။စားစရာမရှိဘူး။ငါချောက်ကလေးတစ်ကောင်းနှစ်ကောင်းတစ်ခါတလေကြာရင်စားဖြူပြီးစားရတဲ့အခြေအနေမျိုးရှိတယ်။တော်လှန်ရေးကြီးကအောင်မြင်အောင်ပါ။အဲ့ဒီကိုတန်ရင်တက်ဖွဲ့ဝင်တွေကတော့အဲ့ဒီလိုအခြေအနေမျိုးဖြစ်အောင်ထားတယ်။အဲ့ဒီလိုကောင်းတွေကဒီပြည်နယ်ကိုဘယ်လိုကောင်းစားအောင် လုပ်ပေးနိုင်မှာလဲ။ ဒါလေးပေါ့ဗျာเนาะကျွန်တော်တို့ကဆက်ဆက်ပြီးတော့စဉ်းစားဖို့ပါ PDF PDF ပြည်ပြေဝရံပြည်တွေမြောက်ပေးလို့တမတော်ကိုစန့်ကျင်မှု PDF ထဲဝင်နေဘာမှတာဝန်ယူမှုတာဝန်ခံမှုမရှိเนาะ KNU လက်အောက်မှာတိုက်ရ KNA လက်အောက်မှာတိုက်ရတိုင်းရင်သားလက်နှက်ကိုင်တောင်ကျန်းသူမှန်သမျှရဲ့လက်အောက်ခံနီပိန်ပရက်နောက်ဆုံး AA လို့အဆောက်အအုံမရှိတဲ့အဖွဲ့ရဲ့လက်အောက်မှာပါသွားပြီးတော့တပည့်ခံပြီးတော့တိုက်ရတယ် အေးလောက်မှာဘလို့နေခဲ့ရတယ်ဒီလိုအခြေအနေလေးတွေတွေ့မြင်ရတယ်အဲကျွန်တော်တို့ကတော့နိုင်ငံတော်ကြီးကဲတွေတာဝန်ရှိသူတွေရဲ့အစီအမံအတိုင်းပေါ့ဗျာဆောင်ရွက်နေတာတွေပေါ်မှာဝေဖန်ပြစ်တင်စရာမရှိပါဘူးဒါကအခုနိုင်ငံသားတွေပေါ်မှာဘလောက်ပဲမိုင်လုံးထွားခဲ့ထွားခဲ့ပေါ့ဗျာကျွန်တော်တို့မိသားစုစကားနဲ့ပြောရင်တော့တောင်စုပလုံစုကိုသာပြည်ယိုးထုံးစံရှိတယ်ပေါ့ဗျာတာစုတမီစုပြည်ယိုးထုံးစံမရှိဘူးပေါ့ဒါပေမဲ့ကျွန်တော်တို့ဟိုပုတ်ကလေးကအမြင်နဲ့ပြောရင်တော့ဒီတာစုတမီစုတွေက တဦးတယောက်တည်းကိုဒုက္ခပေးတာမဟုတ်ဘဲနဲ့တတိုင်းပြည်လုံးကိုဒုက္ခပေးတာဖြစ်တဲ့အတွက်တော့ကျွန်တော်တို့တဦးတယောက်ရဲ့ရှုထောင့်ကပြောရင်တော့ခွင့်လွှတ်နိုင်စရာမရှိဘူးပေါ့ဗျာသူတို့နိုင်ငံတော်ကခွင့်လွှတ်တဲ့ဒီခံတဲ့ဥပဒေပေါင်းလွှင့်ဝင်ရောက်ဖို့ဖိတ်ခေါ်တဲ့ဒါဒီပေါ်မှာအခြေခံပြီးတော့ပဲကျွန်တော်တို့ကဒီလမ်းမရောက်နေတဲ့လူငယ်တွေဥပဒေပေါင်းလွှင့်ဝင်ကြပါဥပဒေပေါင်းလွှင့်ဝင်ကြပါသူတို့စီရစကားတန်းနေကြရတာအင်မတန်ကြေကွဲဝမ်းနည်းဖွယ်ရာကောင်းပါတယ်ဒါလေးတွေကိုတံဝေကယူနိုင်ဖို့ပါပေါ့ဗျာနော် နောက်ထပ် သတင်းတစ်ပုဒ်ကတော့ဗျာနော်ကျွန်တော်တို့ဒီမနေ့ကသတင်းမှာပေါ်ပြတာတွေ့လိုက်ရတယ်မန္တလေးနေပြည်တော်ဘက်ထရီလျှက်စစ်ကောင်များအသုံးပြုပြီးတော့ခင်မီလေးပေးဆက်ပါတယ်လေးအိတ်တွဲဆိုင်များဖြင့်ပြည့်ဆွဲပေးမယ်ပေါ့ဗျာနော်စတင်ပြည့်ဆွဲမယ်ဆိုပြီးတော့သတင်းထုတ်ပြန်ထားတာတွေ့ရတယ်ဒါကလည်းဒီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်ကစပြီးတော့ယခုနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင်တာရေးကော်မရှင်ပေါ့ဗျာနော်ဒီလက်ထက်မှာယထာပို့ဆောင်ဆက်သွယ်ရေး လမ်းကြောင်းတွေကိုပြန်လည်ပြုပြင်တဲ့ယထားတွေအဆင်မြင့်နေပေါ့ဗျာနော်ဒီလိုတိုးတက်မှုတွေရှိပါတယ်အဲတိုးတော့တစ်ဖက်မှာလည်းဒီယထားလမ်းမိုင်းတွေကိုအကြံဖတ်သမားတွေကအချင်းချင်းကာကာဖျက်ဆီးတာဒါမျိုးတွေလည်းရင်ဆိုင်နေရဆဲပဲပေါ့ဗျာနော်ဒီဘက်မှာတော့တစ်ဖက်မှာအာသာချက်ရှိလို့တစ်ဖက်မှာလုံညွေးပိုင်းဆိုင်ရာရ လေဟာမှုတွေဖြစ်နေတာမျိုးလည်းရှိတယ်ပေါ့ဒီဘက်ထရီလျှက်စစ်ကောင်းများအသုံးပြုပြီးဖြစ်မီလေးအေးပေးဆက်ပါလေအိတ်တွဲဆိုင်များဖြင့်နေပြည်တော်မန္တလေးမန္တလေးနေပြည်တော်ယထာခီးစင်များစတင်ပြေးဆွဲမည်ဆိုတဲ့သတင်းမှာပေါ်ပြထားတာကပို့ဆောင်ရေးနဲ့ဆက်သက်ရေးဝန်ကြီးဌာနမြမမီယထာအနေနဲ့အများပြည်သူယထာဖြင့်ခီးသွားလာမှုအစဉ်ပြေချောမွေ့စေရေးအတွက်ယထာလမ်းပိုင်းအသီးသီးတွင်လူစည်းယထာခီးစင်များကိုစီစဉ်ပြေးဆွဲလျက်ရှိရာ နေပြည်တော်မန္တလေးနှင့်မန္တလေးနေပြည်တော်ခီးစင်များကိုဘက်ထရီလျှက်စစ်ဇာကောင်းများအသုံးပြုပြီးခင်မီလေးပိစပ်ပါလေအိတ်တွဲဆိုင်များဖြင့်နိုဝင်ဘာလ22ရက်မှစတင်၍လက်ရှိ RBE များဖြင့်ပြည့်စွဲနေသောအမှတ်29အစံနေပြည်တော်မန္တလေးနှင့်အမှတ်28အစုံမန္တလေးနေပြည်တော်ယထာကြီးစင်များကိုပြောင်းလဲပြည့်စွဲပေးသွားမယ်။ ရခင် RVE ရထားတွေနဲ့ပြေးဆွဲနေတဲ့နေရာမှာယခုဘက်ထရီလျှက်စစ်စက်ကောင်းသုံးရထားတွေနဲ့ပြေးဆွဲပေးသွားမှာ ဖြစ်တယ်။အဲတော့ဒီနေပြည်တော်ဘူတာကနေမွန်တက်ဆန္ဒနာအချိန်ကနေစတင်ထွက်ခွာပြီးတော့မန္တလေးဘူတာကိုညနေ9နာရီစရောက်မယ်။မန္တလေးကနေဒီနေပြည်တော်ကိုပြန်ဆင်းရင်မန္တလေးဘူတာကနေနက်6နာရီစတင်ထွက်ခွာပြီးတော့နေပြည်တော်ဘူတာကိုနက်7နာရီစရောက်မယ်။ အဲ့ဒီ22ရက်နေ့စတင်ပြေးဆွဲမဲ့ခရီးစဉ်ပေါ့ဗျာနော်အဲ့ဒီယထာကနေပြီးတော့မန္တလေးကနေရန်ကုန်ကိုဆက်လက်လိုက်ပါလို့တဲ့ခရီးတဲ့များအနေနဲ့နေပြီးတော့ဘူတာမှာမွန်တဲ့12နာရီကနေစတင်ထွက်ခွာမဲ့အမှတ်၈အစုံခင်မီ DEMU ယထာဖြင့်ဆက်လက်လိုက်ပါနိုင်ရန်ရန်ကုန်သို့ညနေ9နာရီခွဲတွင်စရောက်မည်ဖြစ်သည်ထို့အတူရန်ကုန်မှနနက်6နာရီတွင်ထွက်ခွာမည်အမှတ်37အစံကမီ DEMU ယထာမြေလိုက်ပါလာသည့်ခီးတဲ့များနေဖြင့်မန္တလေးသို့ဆက်လက်လိုက်ပါလိုပါက အထက်ပါဘက်ထရီလျှက်စစ်ဇာကောင်းဖြင့်ပြည်ဆွဲမိယထားတွင် ချိတ်ဆက်စီးနေနိုင်မယ်တဲ့နော်ဒီနေပြည်တော်ကတော့ဂျာကန်ပေါ့ဗျာနော်မန္တလေးကနေလာရင် နေပြည်တော်ကို9နာရီကြာမယ်ဒီကနေရန်ကုန်ကိုဆက်သွားခြင်းနဲ့ဆိုရင်လည်းတပါးလည်းပဲအဲ့ဒီမှာ DMU ယထားနဲ့ဆက်ပြီးတော့လိုက်ပါသွားလို့ရတယ်အဲ့ဒီခရီးစဉ်တွေအတွက်လက်မှတ်ခတွေဘယ်လိုတတ်မှတ်ထားလဲဆိုတော့ နေပြည်တော်မန္တလေးနေပြည်တော်ခရီးစဉ်ပြည့်စွံ့မြိလေအိတ်ယထာတွဲဆိုင်များတွင်ရူးရူးတန်းလေအိတ်လူစည်းတွဲနှစ်တွဲလေအိတ်ပိဇက်ပါအထက်တန်းလေအိတ်လူစည်းတွဲနှစ်တွဲနှင့်လေအိတ်ဘက်ထရီတွဲတဲ့တွဲစုစုပေါင်း၅တွဲဖြင့်ခရီးသည်238ဦးလိုက်ပါစီနီနိုင်မြိလက်မှတ်ကနှုံထားမှာမန္တလေးနေပြည်တော်နေပြည်တော်မန္တလေး ခရီးစဉ်အတွက်ယူယူတန်းက1000ကျွဲအထက်တန်းက2000မိမိတို့သွားရောက်လို့ဒီခရီးစဉ်များအတွက်9ရက်ကြိုတင်၍တယ်လီဖုန်းဖြင့်ကြိုတင်မှယူပြီး MMQR စနစ်ဖြင့် online မှငွေပေးချေပြီး၎င်းတက်ဆိုင်ရာဘူတာများတွင်အထက်တန်းလက်မှတ်များကို3ရက်နှင့်ယူယူတန်းလက်မှတ်များကို1ရက်ကြို၍၎င်းဝယ်ယူနိုင်မည်။နေပြည်တော်မန္တလေးခရီးစဉ်တစ်လျှောက်တက်ကုန်းဘူတာ၊ပျော်ပွဲဘူတာ၊တာစီဘူတာနှင့်ကြောက်စဲဘူတာ၄ခု၌ ချက်တံပေးသွားမယ်ဒီခီးစင်တွေက22ရက်နေ့မှာစတင်ပြေးဆွဲပေးသွားမှာဖြစ်တဲ့ဒါကတော့ဒီသတင်းလေးကိုကောင်းထုတ်ဖော်ပြရခြင်းကဒီပို့ဆောင်ဆက်သွယ်ရေးကဏ္ဍမှာဒီယထာပို့ဆောင်ဆက်သွယ်ရေးကအင်မတန်ကုန်ကြစိတ်တက်တာတယ်အများပြည်သူဈေးနှုန်းတက်တက်တတာနဲ့လူရခီးကိုတွားနိုင်နေပေါ့ဗျာနော်ဒါကိုနိုင်ငံတော်ကပြန်ပြီးတော့အစင်းမြင့်တင်လာတယ်ရခင်နေ့အစိုးရလက်ထက်မှာဆိုရင်ဒီယထာလမ်းပိုင်းအတုံးပြမှုတွေဟာ ော်တော်လေးကိုဆူဆူရွရွဖြစ်ခဲ့တယ်ပေါ့ဗျာတချို့ယထားတဲ့လမ်းပိုင်းတွေမှာပြေဆွဲမှုမရှိတော့တဲ့အတွက်ပျက်စီးယိုယွင်းတာမျိုးတွေလည်းဖြစ်တယ်ပေါ့ဒီကာလမှာဆိုရင်တော့ငလျင်ကြောင့်ပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့တာရှိတာပေါ့အဲ့ဒါတွေကိုလည်းအချိန်မီပြန်လည်ပြုပြင်ပြီးတော့အများပြည်သူခီးသွားလာမှုအဆင်ပြေစေရေးအတွက်ဆောင်ရွက်ပေးနေတာရှိတယ်ဒီသတင်းလေးကိုကောင်းထုတ်ဖော်ပြခြင်းဖြစ်ပါတယ်ပေါ့ဗျာနော်နောက်တစ်ချက်ကကျွန်တော်တို့ကြားဖြန့်ကိစ္စပေါ့ဗျာနော်ကြားဖြန့်ကိစ္စနဲ့ပတ်သက်ခြင်း ကြားဖြန့်ကိစ္စနဲ့ပတ်သက်ရင်ကရင်ပြည်နယ်ခီးစဉ်တွင်းမှာလည်းဘူရုံမူကြီးမင်းအွန်လိုင်းထဲတွင်းပြောကြားသွားတယ် KK ဘက်ကအပြည့်ပြည့်ရှင်းလင်းဆောင်ရွက်မယ်ပေါ့ဗျာနော်ဒီဥစ္စာတွေနဲ့ပတ်သက်ပြီးတော့ပြည်ဖြတ်မီဒီယာတွေမှာရေးရေးနေတဲ့ပုံစံကဒီကြားဖြန့်လုပ်ငန်းတွေကိုအစိုးရကပဲဝင်ရောက်ပတ် ဆောင်ရွက်နေတယ်ဆိုတဲ့ပုံစံမျိုးပေါ့ဗျာဒီလိုမျိုးတွေလောက်ကြံဖန်တီးရေးတာဖော်ပြမှုတွေရှိပါတယ်ပြည်ပဖို့ထွက်ပြေးသွားတဲ့ကောင်တွေကပဲသူတို့ကပဲဒီလုပ်ငန်းစဉ်ကြီးတွေကိုဖြည့်ရှင်းဆောင်ရွက်နိုင်တယ်ဆိုတဲ့ပုံစံမျိုးတွေပြောခဲ့တာတွေလည်းရှိရပေါ့ဗျာအဲ့ဒါတွေကတော့ဗျာဒီယုတ်တိမရှိပြောတဲ့စကားတွေလို့ဒီလိုမှတ်ယူရမှာပေါ့ဗျာနော်ဒီကြားဖြန့်လုပ်ငန်းဒီအကြံဖတ်လှုပ်ရှားမှုလုပ်ငန်းတွေရဲ့နောက်ွယ်မှာကျွန်တော်တို့တချို့သောအိန္ဒိယနိုင်ငံတွေလည်းမယူတာဘူးလို့ဒီလိုပြောရမှာပေါ့ဗျာနော် နိုင်ငံတော်အစိုးရအဆင့်တာဝန်ရှိသူတွေကတော့မြေတီနိုင်ငံနဲ့မစိုးမိဝတ်မပြတ်ဆက်ဆံရေးပေါ့ဗျာနော်ဒီလိုထူထောင်တာပေါ့အကျွန်တော်သတိပြုမိတာကဒီရပိုင်းတွင်ဒီလထဲမှာပဲပေါ့ဗျာနော်၁၀ရက်နေလောက်ကသတင်းထုတ်ပြန်ခဲ့တယ်အဲ့ဒါကဒီကြားဖြတ်လုပ်ငန်းနဲ့ဆက်ဆက်ပြီးတော့အမျိုးဝီဘက်ကိုရောက်လာတဲ့နိုင်ငံသားတွေဘယ်လိုပုံစံရောက်လာလဲဆိုတာကိုအမေးမြန်းပြီးတော့သတင်းထုတ်ပြန်ထားတာအဲ့ဒီမှာကျွန်တော်တွေ့ရတာကကင်ညာနိုင်ငံသားတယောက်ပြောထားတာဆိုရင် ကျွန်တော်တို့လူနိုင်ငံသားသား80ရာခိုင်နှုန်းလောက်ဟာထိုင်းနိုင်ငံဘက်ကတဆင့်ဒီကိုရောက်လာကြတယ်တဲ့ကျွန်တော်တို့အာဖီဘက်ကလာတဲ့သူတွေပိုများတယ်တဲ့နော်အဲ့ဒီမေးမြန်းဖော်ပြချက်ကိုတွေ့ရတယ်အဲ့ဒီဖော်ပြချက်မှာဆိုရင်ကင်ညာနိုင်ငံသူတူဘောပြနော်ကင်ညာနိုင်ငံသူတူကထိုင်းနိုင်ငံမှာကွန်ပျူတာနဲ့ပတ်သက်တဲ့အလုပ်ရမယ်ဆိုပြီး Telegram နဲ့ Facebook ကနေတငယ်ချင်းကဆက်သွယ်လာတယ်တဲ့ဒါကြောင့်ကင်ညာနိုင်ငံကနေ Ethiopia နိုင်ငံကိုလေရင်နဲ့လာတဲ့အဲ့ဒီကနေတဆင့်ထိုင်းနိုင်ငံက ဘန်ကောက်ကိုရောက်ပါတယ်ဘန်ကောက်ကနေမြန်မာနိုင်ငံထဲကိုကားနဲ့တယောက်တည်းလာခဲ့တယ်မြန်မာနိုင်ငံထဲက KK ပတ်သက်ကိုရောက်တော့ online လိမ်လည်မှု လုပ်ရမှန်မှန်မသိခဲ့ဘူးကွန်ပျူတာပိုင်းဆိုင်ရာအလုပ်ပဲလုပ်ရမယ်ထင်ခဲ့တယ်ဒီရောက်တဲ့အခါကျမှ online လိမ်လည်မှုအလုပ်ကိုလုပ်ခဲ့ရပါတယ်တနေ့ကို16နာရီလောက်အလုပ် လုပ်ရတယ်အခုကအခုကတော့ကျမတို့ကိုတက်ဆိုင်ရာတန်ယုံနဲ့ချိန်ဆက်ပြီးပြန်ပို့ပေးမယ်လို့ပြောပါတယ်နော်ဒါသူတို့ရောက်ရှိလာတဲ့အခြေအနေကိုပြောတာအဲ့ဒီမှာဖိလစ်ပိုင်နိုင်ငံသူတယောက်ပြောတာဆိုရင်လည်း ဖိလစ်ပိုင်ကနေထိုင်းကိုလေယာဉ်နဲ့လာတယ်ထိုင်းနိုင်ငံကနေမြန်မာနိုင်ငံကိုရောက်ဖို့အတွက်တောင်တလုံးကိုဖြတ်ကျော်ခဲ့ရတယ်တရုတ်လူမျိုးတယောက်ကကျမအပါဝင်28ယောက်ကိုကားသုံးစီးနဲ့ခေါ်လာတယ်ထိုင်းဘက်ကနေညပိုင်းမှာမြစ်ကိုကျော်ပြီး KK ဘတ်ထက်ကိုရောက်လာခဲ့ပါတယ် HR ယာရုနဲ့လာဇာရီအများကြီးပြေးမဲ့ဆိုပြီးခေါ်ခဲ့တာပါ online လည်လည်းမှုဆိုတော့လုံးဝမတိခဲ့ရဘူးကျမကမြန်မာနိုင်ငံမှာအလုပ်ရမယ်လို့လည်းတခါမှမပြောခဲ့ဘူးထိုင်းနိုင်ငံမှာပဲ HR ရာထူးနဲ့အလုပ်လုပ်ရမယ်ပြောခဲ့တာဖြစ်ပါတယ် မြန်မာနိုင်ငံဆိုတဲ့စကားတလုံးမှမပြောခဲ့ဘူးဒါပေမဲ့ကျွန်မမြန်မာနိုင်ငံကိုရောက်လာခဲ့ရတယ်မြန်မာနိုင်ငံမှာလောက်ရမယ်ဆိုတဲ့ရည်ရွယ်ချက်လည်းကျွန်မမှာမရှိခဲ့ဘူးမြန်မာကိုလည်းလာတာမဟုတ်ဘူးထိုင်းကိုပဲတည်တက်လာခဲ့တာတဲ့နော်အဲ့တော့ကျွန်တော်တို့ကဒီတရားမဝင်လုပ်ငန်းလုပ်ကင်ဖို့မြန်မာနိုင်ငံထဲကိုဝင်ရောက်လာသူအများစုပါထိုင်းနိုင်ငံဘက်အချမ်းကနေပဲဒီလိုတရားမဝင်လမ်းကြောင်းကနေဒီလိုဝင်ရောက်လာတဲ့သူများတယ်ပေါ့ဗျာနော် အဲ့ဒီကင်ညာနိုင်ငံသားပြောတာမှဆိုကျွန်တော်ကဒူဘိုင်းမှာအလုပ် လုပ်ပါတယ်ဘန်ကောက်ကိုလည်လာရင်းကုမ္ပဏီတစ်ခုရဲ့ Telegram အကောင့်ကနေအဲ့ဒီမှာအလုပ်လုပ်မလားဆိုပြီးဆက်သွယ်လာခဲ့ပါတယ်စိတ်ဝင်စားတဲ့အတွက်ဘန်ကောက်မှာပဲအလုပ်လုပ်ဖို့ဆုံးဖြတ်ခဲ့တယ်ဘန်ကောက်ကနေ၈နာရီလောက်ဝေးတဲ့နေရာမှာအလုပ်လုပ်မလားဆိုပြီးထပ်ပြောခဲ့တယ်ကားအကောင်စားတွေနဲ့လာခေါ်လို့လိုက်လာခဲ့ပြီးဒီကိုရောက်လာခဲ့တယ်ကားပေါ်မှာကောင်းတဲ့အလုပ်ဟုတ်ရဲ့လားဆိုပြီးမေးခဲ့ပေမဲ့တငယ်ချင်းတွေက ဒီလောကကောင်းတဲ့အလုပ်လာစားလဲကောင်းမယ်အခွင့်အရေးလဲကောင်းလိမ့်မယ်ပြောတာနဲ့ဒီကိုရောက်လာတာပါဒီကိုရောက်တဲ့အချိန်မှာအလုပ်တွေကိုမလုပ်ဘူးလို့ညင်းကြမိမယ်အခွင့်အရေးမရတော့ဘူး KK ဘက်ကိုရောက်လာတဲ့အချိန်ထိထိုင်းနိုင်ငံလိုပဲတင်ခဲ့တာဒီရောက်တော့ဘဲမှလည်းမသွားရတော့ဘူးဒီကိုရောက်လာဒီကိုရောက်တဲ့လမှာအလုပ်ကိုဘယ်လိုလုပ်ရမယ်ဆိုတာတလာလုံးတင်ကြပေးတယ်ဖုန်းလေးလုံးပေးထားပြီးဆက်သွယ်ခိုင်းတယ်ပြီးတော့ထောင်ထဲရှိတဲ့ message တွေကိုစာပြန်ပို့ရတယ်ဟိုဘက်ကဟိုင်းနေကောင်းရဲ့လားဆိုတော့ စာပြန်ပို့ရင်အထက်ကစီနီယာတွေကဘာပြန်လုပ်ရမလဲဆိုတော့ကိုညွှန်ကြားပေးတယ်စနစ်ကျတင် जा ပေးပြီးခိုင်းတဲ့ပုံစံမျိုးပေါ့ဗျာနော်ဒီကိုရောက်လာတော့ KK pad ဆိုတာကိုစပြီးတော့တည်လာတယ်အရင်ကတခါမှမကြဘူးလှုပ်လှုပ်ရတဲ့အချိန်တွေအချိန်တွေကတရုတ်နိုင်ငံပေကျင်းစံတော်ချိန်အတိုင်း9နာရီမှစလို့ရတယ်နောက်နေ့မနက်2နာရီအထိလှုပ်လှုပ်ရတယ်တစ်ဖက်ကိုစပူးတဲ့အချိန်မှာတစ်ဖက်ကပူးတဲ့စာမပြောင်းရင် ဘာဖြစ်လို့စာမပြန်လဲဆိုပြီးအပြစ်ပေးတာခံရတယ်။နှစ်ရက်သုံးရက်ထိအစာမကျွေးပဲထားတဲ့အချိန်တွေလည်းရှိခဲ့ပါတယ်။အပြစ်ပေးတဲ့အနေနဲ့ပုံမှန်အိတ်တဲ့နေရာတွေမှာပေးမအေးပဲအခြားနေရာတွေမှာအိတ်ခိုင်းတာမျိုးလည်းရှိတယ်။ခုတော့မြန်မာနိုင်ငံရဲ့ထိန်းသိမ်းရေးစင်တာမှာအဆင်ပြေပါတယ်။အရင်လှုပ်လှုပ်ခဲ့တဲ့ KK ပတ်မာထက်ဒီမှာပိုအဆင်ပြေပါတယ်။ KK ပတ်မာတို့ကပြန်ဖို့ပဲတွေးနေခဲ့တယ်။ပြန်ကျင်လို့မန်နေဂျာကိုပြောပေမဲ့လက်မခံဘူးဒီထိန်းသိမ်းရေးစင်တာရောက်တော့ပြောရှင်ခဲ့ရတယ်စိတ်ချမ်းသာရတယ် ဒီစင်တာကနနတ်စာနေလေစာညစာနဲ့ကောင်းမွန်တဲ့ရေတွေနေရာတွေနေရာထိုင်ခင်းအဆင်ပြေပြေနဲ့အခြားလိုအပ်တာတွေပြည့်ပြည့်စုံစုံကောင်းကောင်းမွန်မွန်စီစဉ်ပေးထားတဲ့အတွက်မြန်မာနိုင်ငံရဲ့အစိုးရကိုလည်းကျေးဇူးတင်ပါတယ်နော်အဲဒီလိုတော့ပြောသွားသေးတယ်ပေါ့ကျွန်တော်တို့လူနိုင်ငံသားသား80ရာခိုင်နှုန်းလောက်ဟာထိုင်းနိုင်ငံဘက်ကထိုင်းနိုင်ငံဘက်ကတဆင်းရောက်လာကြတာပါကျွန်တော်တို့အာဖရိကကလာတဲ့သူတွေပိုများပါတယ်အခု9လအတွင်းထိုင်းဗီဇာကြောင့် လာတဲ့သူတွေနည်းသွားတယ်ကျွန်တော်လာတော့က16နာရီလောက်ကြာတယ်ကျွန်တော်လက်မှာရှိတဲ့တန်ရာတွေကျွန်တော်လက်မှာရှိတဲ့တန်ရာကအပြစ်ဒဏ်လျှက်စစ်မီးနဲ့တုခံရတဲ့တန်ရာဖြစ်တယ်တချို့တချို့သူတွေဆိုရင်ခေါင်းကိုဇပွဲနဲ့ဆောင်းရွက်ခံရတာတွေရှိတာကိုကြုံခဲ့ရတယ်ပြစ်ဒဏ်ကြီးကြီးမားမားပေးကျင်တဲ့အခါမှာရုံးကန်းနဲ့ခေါ်ပြီးအပြစ်ပေးတယ်ကေကေပတ်မှာဖုန်းကိုတနာယီလောက်ပဲပေးတုံးတယ်ပေးတုံးတဲ့အချိန်မှာလည်း အထူးကြက်မှတ်ပြီးတော့စောင့်ကြည့်နေတယ်ဖုန်းမှာ password ထားပိုင်ခွင့်မရှိဘူးအချက်အလက်တွေကိုသူတို့အကုန်သိမ်းထားတယ်မိသားစုဝင်တယောက်နှစ်ယောက်ကိုပဲပေးပြီးဆက်သွယ်ခွင့်ပြုပေးတယ်တက်ဆိုင်ရာကိုအကူအညီတောင်းတာတွေ့ရင်အစအနာဖြောင်းမယ်လို့ချိန်ချောက်ထားတယ်ဒီကိုရောက်ရောက်ချင်းလာမှာ time bat 3000ပေးတယ်နောက်ပိုင်းမှာမပေးတော့ဘူးစားတောက်နေထိုင်ဖို့လောက်ပဲပေးတယ်အလုံးနောက်ကြရင်တံငွေဆောင်ရတယ်ကျွန်တော်တို့ဒီကိုရောက်ရောက်နေတဲ့အာဖရိကနိုင်ငံသားအားလုံးရဲ့မိသားစုတွေကဘန်ကောက်ဒါမှမဟုတ် တရုတ်နိုင်ငံတို့မှာအလုံးလုံးနေကြတယ်လို့ထင်တာ KK ပတ်မှာအလုံးလုံးနေတယ်လို့ပြောပိုင်ခွင့်မရှိပါဘူးတဲ့နော်လာတာကတော့ထိုင်းပေါ့ဗျာထိုင်းဟူလာတယ်လို့အားလုံးကထင်ပေမဲ့အကုန်လုံးကတရားမဝင်လမ်းကြောင်းကနေမြန်မာနိုင်ငံထဲကိုရောက်လာကြတယ်မြန်မာနိုင်ငံထဲမှာတရားမဝင်လုပ်တည်လုပ်ကြရတယ်ပေါ့ဗျာနော်ဆိုတော့ဗျာဒီလိုခိုင်းစေဖို့လူတွေကိုခေါ်တဲ့နေရာမှာလဲထိုင်းနိုင်ငံကို base ပြုပြီးတော့ခေါ်တယ်ဒီ KK ပတ်တို့ တခြားသောရွှေကုတ်ကူတို့အဲဒီပေါ်ဗျာတရားမဝင်လုပ်ငန်းတွေလုပ်နေတယ်ဒီ online လိမ့်လည်မှုလုပ်နေတဲ့နေရာတွေကို LSME ဒါ internet ဒါတွေအားလုံးကထိုင်းနိုင်ငံကနေပဲသူတို့ရယူပြီးအသုံးပြုနေကြတာအဲဒါ KNU ဒီတခြားသောအဖွဲ့အစည်းတွေတပတ်ထိုင်းနိုင်ငံပြောမယ်ဆိုရင်တော့တရားမဝင်လုပ်ငန်းကြီးကိုပူးပေါင်းလှုပ်ဆောင်နေကြတယ်လို့ဒီလိုရှုမြင်ပြီးပြောဆိုလို့ရတာပေါ့ဗျာအဲဒီနောက်ွယ်မှာတခြားသော တော့မြန်မာနိုင်ငံထဲကသူတို့ရလိုတဲ့အကျိုးစီးပွားတွေလည်းရှိမှာပေါ့ဒါတွေကိုလည်းအများပြည်သူအနေနဲ့သတိပြုသင့်တယ်အများစုကတော့ဒီထိုင်းနိုင်ငံဘက်ကနေအခြေပြုပြီးတော့လာတယ်ဒီလုပ်ငန်းတွေကိုလှုပ်ဆောင်နိုင်ဖို့လည်း facility တွေကိုထိုင်းနိုင်ငံဘက်ကပဲရယူထားတယ်ဒါလေးတွေကသတိပြုစရာပေါ့ဗျာနော်ဒီကာလာအတွင်းမှာဆိုရင်ကျွန်တော်ကအဲ့ဒီနေဆက်ကိုသွားမယ်လှုပ်လှုပ်သွားလို့မလို့ဘာတွေကောင်းတယ်လားသားတွေကောင်းတယ်ဒီလိုတွေပြောရင်ကျွန်တော်အကုန်လုံးကိုတားပါတယ်တူတူအဲ့မှာ နာမထောင်ကြပဲနဲ့ပေါ့ဗျာငွေရလွယ်တယ်ဆိုပြီးတော့သွားကြတဲ့သူတွေတချို့ဒုက္ခတွေနဲ့ကြုံခဲ့ရတာတွေလည်းရှိပါတယ်အဲဒါလေးတွေကတော့ဆက်ဆက်ပြီးတော့သတိပြုနိုင်စေဖို့ဆွေးနွေးတင်ပြခြင်းမှာကျွန်တော်တို့တိုင်းပြည်ပေါ်မှာယူသားတဲ့တိုင်းပြည်ရှိတယ်မယူသားတဲ့တိုင်းပြည်ရှိတယ်သူတို့အကျိုးစီးပွားအတွက်ကျွန်တော်တို့မြန်မာနိုင်ငံကိုဘယ်လိုထိုးချရမလဲဘယ်လိုချနေရမလဲဒီလိုအခြေအနေလေးကိုလည်းသိရှိနားလည်ဖို့ပေါ့ဗျာနော်ပထမကျွန်တော်ဒီအကြံပေးသမားတွေရဲ့ထွက်ဆိုချက်ကလေးတွေကိုကောင်းလှုပ်တင်ပြတာကတော်လှန်ရေးလို့ခေါင်းစဉ်တက်ပြီးတော့လူငယ်တွေကို အကြံဖတ်လမ်းစဉ်ပေါ်တွန့်ပို့တယ်ပြီးတဲ့အခါမှာတာဝန်ယူမှုမရှိဘူးတာဝန်ခံမှုမရှိဘူးအစာရေစာပြည်ပြည်ပေါ်ကစားတော့ရတဲ့အခြေအနေမျိုးမရှိဘူးအိယာနေယာနေတာထိုင်တာကအစပေါ့ဗျာနော်အတိဒုက္ခပေါ့များစွာနဲ့ကြုံခဲ့ရတယ်ကျွန်တော်တို့ကတံဝေကယူနိုင်ကြပါစေဒီလိုပဲပြောလို့ရတယ်ပေါ့ဗျာမိုင်လုံးထွားမှုတွေကိုရတန်းကရက်ကြပါလို့ဆွေးနွေးတင်ပြရတဲ့ဒီကနေ့ညဆွေးနွေးတင်ပြမှုကိုနေကုန်ချုပ်ပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်